အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ပေါ့နော်ဆရာတို့ဒီကန်တလန်းကျောင်းလေးပေါ့နော်တဘာပြင်မှာပါတယ်ကန်တလန်းကျောင်းလေးအကြောင်းကိုဒါမျှဝေပေးခြင်းလို့ပေါ့နော်ကန်တလန်းကျောင်းဆိုတာကဆရာတို့ဘယ်လိုခေါ်လဲဘယ်နေရာမှာပါမလဲဆိုတော့ဒီအတလန်းနေပြီးတော့ဒီတက်လာတဲ့လမ်းကြောင်းလေးတစ်ခုပေါ့နော်မြင်းမက်လေးတစ်ခုပေါ့မြင်းမက်လေးတစ်ခုကဒီဘယ်ဥတည်နေရမလဲဆိုရင်အဓိကကတော့ဆရာတို့လက်ကလေးအောက်ပေါ့နော်စနီကြိုကုံကိုဥတည်နေဖို့လိုအပ်တယ်ဒီလိုဥတည်မှုရှိနေပြီးတော့အတလန်းပေါ်ကနေ ညစ်မလေးတကူထွက်လာမယ်ရှိနေမယ်ဆိုရင်ဒါကဒါကန်တက်လမ်းကြောင်းလို့ခေါ်တယ်ပေါ့နော်ကဲဘာတွေအဓိကအချိုးပြုတ်လိမ့်မလဲဆိုတော့ကန်ထောက်ကူတွေကောင်းလိမ့်မယ်ကန်ရဲ့အာသာမှုကိုလက္ခဏာချင်းကရရှိလိမ့်မယ်ပြီးတော့သူတို့ကဒီဘဝမှာပေါ့နော်စုစုစောင်းစောင်းနဲ့ဒီကန်အထောက်ကူကိုပေါ့နော်စုစုစောင်းစောင်းနဲ့အားပြုသွားမယ်ဆိုရင်သူတို့ဘဝမှာအဲ့လိုအဖက်တင်ဖက်တင်တာတွေပစ္စည်းဥစ္စာတွေပိုင်ဆိုင်ရတာမျိုးလေးတွေအဲ အကျိုးရနိုင်တယ်ပေါ့နော်အဓိကကတော့စုဆောင်မှုရနိုင်မယ်ဆိုတဲ့သဘောတရားကိုပြရတာပေါ့နော်ငွေကြေးဆိုရင်လည်းငွေကြေးစုဆောင်မှုရနိုင်မယ်ဟလာဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုပေါ့စက်ပစ္စည်းတွေဟလာနေစရာနေရာတွေအိမ်တွေတိုက်တွေကားတွေစသဖြင့်ပေါ့နော်ဒီလိုအရာတွေနဲ့ပတ်သက်ပြီးတို့မှာပိုင်ဆိုင်မှုကံလေးတွေရှိတာကိုပြရတာပေါ့နော်အဓိကကဒီကံထောက်ကိုကောင်းတယ်ကံထောက်ပံကောင်းတယ်တို့တွေကညတဲ့တပန်းတာကဒီကံတက်လမ်းကြောင်းပါတဲ့အတွက်ကြောင့်ပေါ့နော် အရှုပ်ကြတော့ဒီကန်တက်လမ်းကြောင်းကဟိုဘောနော်အထောက်ကူရှိတာအထောက်ကူရရဆိုတဲ့အမှတ်သားဖြစ်တယ်အဲ့တော့ဒီလမ်းကြောင်းပါပြီဆိုရင်ကိုမှအထောက်ကူရှိနေပြီကိုကကိုလုံးမဲ့အရာတခုကိုစူးစမ်းပြီးလုပ်ဖို့လိုအပ်တယ်အဲကောင်းမွန်အောင်ဘောနော်အားပြုဖို့လိုအပ်တယ်ဒါမျိုးဆိုရင် तू ကဆရာတို့ရှင်းမှာပြောခဲ့သလိုသူ့ရဲ့အထောက်ကူရလိမ့်မယ်အဓိကတော့ဒီလမ်းကြောင်းကငွေကြေးနဲ့ပတ်သက်တာတွေဒီ ပစ္စည်းဥစ္စာနဲ့ပတ်သက်တာတွေကိုရနိုင်မယ်ဆိုတော့အမှတ်သားဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကဒီလိုပါပြီဆိုရင်ဘာသာရေးကိုပို့အားပြုပါအကောင့်တော်ပို့လို့ပြီးတော့အထောက်အကူရအောင်လုပ်မယ်ဆိုရင်အားသာနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါ